အာမျက်လုံးကြီးစကားပြောနေပြီဆိုတဲ့တချင်းကစံပြီးတီဆိုစဉ်ကဒါကဂျပန်တီလုံးတစ်ခုဆိုတာပဲသိတယ်အကျဉ်းသားတွေကိုယူချိုးလို့စံရံခံချီမိကြီးကိုသူသိသည်ဘလို့လဲဆိုတော့ तू ကရှင်းရှင်းနဲ့တယောတွေလက်အများကြီးနဲ့ဒါကိုဘလူကယူလာလဲဆိုတော့ဒါရိုက်တာဥတီယူ ဒါ Ewan Mountain U လို့ခေါ်တယ်နောက်ပိုင်းကျတော့ Academy ဥတည်ယူ Director ဥတည်ယူကသူယူလာတဲ့သူချင်းဟောဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်ဖုန်းနဲ့အကောင့်ဆုံး shopping မှာ Mercury your shopping partner တချင်းနှစ်ပုတ်ယူလာတယ်စိတ်လှသူရုပ်ရှင်ထဲမှာသုံးဖို့ဆိုယူလာပြီးတော့အဲ့ဒီတရောတွေနဲ့ဟာကိုဒါမင်းဆိုရမယ်တချင်းနားထောင်ကြည့်ဆိုနားထောင်လိုက်တယ်နားထောင်တော့တရောတွေကအများကြီးနဲ့တချင်းစာသားလုံးဝမပါဘူးတီးလုံးတက်တက်ပဲ orchestra တွေပေါ့နော် string orchestration ပေါ့အဲ့ဒီမှာအဲ့ဒီလိုတချင်းမှာတရောတန်တွေအများကြီးကြားတယ်လို့ဘယ်နှစ်လောက်ရှိမလဲဆိုတော့အဲ့တော့ဥရပြောတော့ အလက်100လောက်ရှိတယ်ဒီတချင်းဟာတဲ့သူတို့တိုင်းပြည်မှာသူတို့ရဲ့ national anthems သဘောမျိုးလောက်ရှိတယ်ဆိုတော့ဒီချိန်တော့ဂျပန်တချင်းဆိုတာပဲသိတယ်တချင်းနာမည်လည်းမသိအသေးသေးကြီးမျိုးမျိုးကဆောင်းစားမိလုံးသားမာရကယုံကြည်နောက်နှစ်ပေါင်း အဲ့ဒီချင်းကို69ခုနဲ့မလာမှာဆိုတာနောက်နှစ်ပေါင်းနှစ်20နီးပါးလောက်ကြာတဲ့အချိန်မှာမိတ်ဆွေတငယ်ချင်းဆီယံဝန်တယောက်သူကဂျပန်ကနေပြန်လာတယ်ဂျပန်မှာအလုပ်လုပ်ပြီးပြန်လာတဲ့အချိန်မှာပသိန်းဝင်းနဲ့ခမားဆိုတဲ့အဲ့ဒီတချင်းနာမည်သိလာဆိုမသိဘူးလို့အော်သိဘူးလားမသိဘူးလို့ဂျပန်တချင်းပဲသိရယ်နာမည်လုံးဝမသိဘူးအဲ့ဆိုကျွန်တော်ပြောပြမယ်တဲ့အဲ့ဒီချင်းနာမည်ခါဇီးတဲ့ ဆိုတော့ခါစေးဂျပန်လိုခါစေးပေါ့အဲ့ဆိုဘာအဓိပ္ပာယ်လဲလို့ခါစေးဆိုသူပြောတာလေပြေလီညင်းလေးပေါ့ဗျာတဲ့ Greece Greece ပေါ့နော်ဆိုတော့ဂျပန်တွေကအဲ့ဒီ Greece ကိုလေပြေလီညင်းကိုအရန်တောင်းမှုထားတယ်လို့ပြောတယ်ဆိုတော့အဲ့ဒါကဆိုပြီးအနှစ်20ကျော်ကျော်လောက်ကြမှာဒါတိတာတချင်းကိုတိငကူတိတာကဂျပန်တေးသွားတစ်ခုအနေနဲ့ပဲတိ Lyric တချင်းစာသာလုံးဝမပါတဲ့တန်စင်တေးသွားကြီးကို ပြန်ဆိုတာအဲ့တော့ပြန်ဆိုတယ်ဆိုတော့ဒါက copy လဲမဟုတ် adapt လုပ်တာဘာလို့ဆိုတော့သူတို့ရဲ့ဂီတနဲ့အဲ့ချင်းကမြန်မာနိုင်ငံရဲ့ဂီတအခုချင်းကြည့်ပါလေအရင်ကွာချားပါလေနော်စဉ်းစားကြည့်ပါအလက်တရာလောက်တုံးနိုင်တဲ့အရေးချင်းအခုမတုံးနိုင်ဘူးဆိုတော့ဒါလေးကိုပဲစဉ်းစားလိုက်ရင်ရှင်းပါတယ်နော်ဆိုတော့ငခိုးရမတည်တာဆိုတော့ဘုံက69ဆိုတော့ နှစ်ထောင်ခုနှစ်ကျော်ကျော်လောက်ကြာမှာဒီသချင်းရဲ့နာမည်ကိုသိတာမြမတန်စင်သချင်းနေဆိုတာကတော့ဟိုယူရာနေနဲ့ဆိုတာကတော့မဟာဂီတာပေါ့နော်မဟာဂီတာကနေပေါက်ခွာလာတဲ့ဟာကဒါကကာလာပေါ့အဲအခုကျတော့ပေါ့ပြီပါပြီဖြစ်လာပြီပေါ့နော်ဖြစ်ပေါ့ပေါ့နော်ဟော့ကတချို့ကတော့စတီရီယိုလို့ခေါ်တာပေါ့နော်ဒါပေမဲ့စတီရီယိုဆိုတာကဒါက technical terms နော်လူတယောက်ကတစ်ချိန်တည်းမှာအတန်နဲ့တန်ထွက်နိုင်ဘူးလေနာဆက်ကလုတ်တဲ့ဥစ္စာအဲ့ဒါယူစတူဒီယိုဆိုပြီးတော့ခေါ်လိုက်ကြတော့ so called stereo ပေါ့ဒါပေမဲ့သူများတော့အဲ့ဒါကိုခစ်ပေါ်တန်စင်လို့ပဲမှတ်ပါတယ်နော်အခုချိန်ကြီးလဲအဲ့တိုင်းပဲသတ်မှတ်ပါတယ်ဒါအဲ့တော့မြန်မာတန်စင်ရဲ့စတူဒီယိုတန်စင်ရဲ့ဆိုတော့ဒါတော့တော်တော်လေးလွဲနေတယ်လို့ထင်တယ်နော်ဘာလို့ရှိတော့ ေါ်တေးသချင်းနေလေဗမာစာနဲ့ရေးတာနော်မြန်မာနိုင်ငံမှာမွေးပွားတဲ့ဂီတသမားတွေကတီးတာအဲ့တော့ copy လည်းဖြစ်ရင်ဖြစ်မယ် adaptation လည်းဖြစ်ရင်ဖြစ်မယ်အဲ့တော့ဒါကြီးကိုခွင့်ကြားပြီးပြောနေတာတိတ်အဆင်မပြေဘူးလို့ထင်တယ်လေဒါငငယ်လေးတွေကလည်းတိတ်လက်မခံကြဘူးနော် share ရိုးအဆိုတော်တို့နော်မြန်မာတန်စင်အဆိုတော်တို့မဆိုင်ပါဘူးအလုံးကဗမာလူပဲဆိုနေတော့ဗမာစကားနဲ့ပြောနေတာလေ မြန်မာဆိုတာကအလုံးစုပေါင်းထားတာလူမျိုးတွေအများကြီးစုပေါင်းထားတာမြန်မာလို့ခေါ်တာတို့အခုတချင်းစုံနေတာဗမာဇာနဲ့ဗမာတန်ကိုစိုးနေတာအဲ့တော့မြန်မာတန်စင်းလို့ပြောနေတာနည်းနည်းလွဲနေတယ်လို့ထင်နေနော်ဒါကပြည်တော်စုကြီးတခုလုံးပြောတာလေအဲ့ကရင်လူမျိုးဆိုရင်ကရင်တချင်းကရင်စကားနဲ့ကရင်စာနဲ့ကချင်းစုံကချင်းလူမျိုးကချင်းဘာသာစကားနဲ့ရှမ်းရှမ်းဘာသာစကားနဲ့ပေါ့နော်ဒါတွေက သူ့ဟာနဲ့သူဖြစ်လာတဲ့တချင်းသူ့ဟာသူရှိနေတဲ့ဟာတွေပဲနော်အဲ့တော့ဒါတွေအားလုံးစုပေါင်းရင်တော့မြမတန်စင်ဖြစ်မှာဟုတ်တယ်မလားအဲ့တော့တို့ဗမာလူမျိုးတို့ကဗမာလူမျိုးတယောက်နေလဲဆိုရင်တော့ဗမာတချင်းလေဗမာတန်စင်တချင်းပဲဖြစ်မှာမြမတန်စင်စင်းဆိုတော့အားလုံးစုပေါင်းထားတဲ့ဟာရတော့မြမတန်စင်ပဲဒါတော့နည်းနည်းလွဲနေတယ်လို့ထင်တယ်တို့ဘောကနော်ဟုတ်တယ်မလားဘာလို့ဆိုတော့ ဒါပြည်တော်စုကြီးရဲ့မြန်မာနိုင်ငံပြည်တော်စုမြန်မာပြည်နိုင်ငံလေလူမျိုးပေါင်းစုစုထားတဲ့နိုင်ငံကြီးကမြန်မာဒါမဲ့ဒုကဆိုနေတဲ့ဟာကဗမာစာနဲ့ရေးတဲ့ဗမာလူမျိုးတွေတီးတဲ့သချင်းအဲ့တော့ဒါဗမာသချင်းကရင်လူမျိုးတွေရေးတဲ့သချင်းကရင်လူမျိုးတွေတီးတာဒါကရင်သချင်းကချင်သချင်းအဲ့လိုပဲဖြစ်အောင်ပါဟုတ်တယ်မလားဒါတီးတီးတန်တန်ပြောတာ ဒါပေမဲ့အလွယ်တကူပြောတော့မြန်မာတန်ဆင်လို့ပြောနေတာပေါ့လေဒါပေမဲ့ဘလူပဲဖြစ်ဖြစ်ဒီမြန်မာတန်ဆင်ကိုလူငယ်တွေဘိုင်းကတော့ချင်းသိမ့်သိမ့်เนาะပေါ့ဘလဲပေါ့အလျောက်ပေါ့เนาะသူတို့လည်းသူတို့ဟာနေသူတို့ချင်းသိမ့်ရတော့မှာပဲဒါလည်းသူတို့ဟာသူတို့သူတို့ culture တကူဖြစ်လာပြီလေအဲ့တော့ဒီမြန်မာတန်ဆင်ရဲ့အနောက်တန်းသာဆင်ရဲ့လို့ပြောနေရတော့တိတ်အဆင်မပြေဘူးလို့ထင်တာပဲလေနိုင်ငံတကာမှာအဲ့လိုပဲမပြောပါဘူးနိုင်ငံတကာမှာเนาะ ဒါ American ဆိုတဲ့ချင်းဆို American က countries ပဲလीဒါသူတို့ရဲ့ဟိုဟာကဒီမျိုးရာဆိုရင်တော့ဒါ countries are American သချင်းတွေပဲဟုတ်တယ်မလားအခုချိန်ဒီကဘာကျော်တာပဲအဲနောက်ပိုင်းတော့အမျိုးစုံဖြစ်လာတာပေါ့နော် rap တွေဖြစ်လာတယ် hip hop ဖြစ်တယ်ဘာမှအမျိုးမျိုးဖြစ်လာတာပဲဒါပေမဲ့ဒါတွေကသူတို့လည်းနိုင်ငံပေါင်းစုံကလူမျိုးပေါင်းစုံစုပေါင်းပြီးတော့ဖြစ်လာတဲ့တန်စင်တေးတွေအများကြီးဖြစ်တာတို့ရှိမှလည်းတို့မြန်မာလူမျိုးတွေ ူမျိုးစုကြီးကစုပေါင်းပြီးတော့တည်ကြတဲ့ဟာကတော့မြန်မာတန်စင်ပဲဗမာလူမျိုးတယောက်နေနေဆိုတော့ဗမာတန်စင်ဗမာသချင်းပဲကရင်လူမျိုးတွေကရင်သချင်းကချင်းဒီလိုပဲပြန်မလို့မြန်မာတန်စင်လို့ပြောလိုက်ရင်တော့ဒါစုပေါင်းပြီးပြောရင်တော့မှန်ပါလေတကယ်ဟိုတိတိကျကျပြောရင်တော့လွဲနေတယ်လို့ထင်တယ်အော်တန်းပြန်စုတီးပေါ့နော်တချင်လုံးပြောပါတယ် platform တစ်ခုကိုယူမယ်ဆိုရင်တော့ပြန်ဆိုတီးလေးနဲ့ယူလိုက်တော့လူသိသွားတယ်လူကိုကလူသိသွားပြီ platform တစ်ခုရောက်နေလို့ရှိရင်ထပ်ပြီးတော့ father chef ကိုတောင်းမယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်အားထုတ်မှုနဲ့တခြင်းအသက်ဆိုကြပေါ့ပြန်ဆိုတီးလေအမှုပညာကြီးပေးရတာအသက်လေအမှုပညာကြီးပေးရတာ ပြန်ဆိုတည်းဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်တခြင်းမဖြစ်နိုင်ဘူးဟုတ်တယ်မလားအစ်စ်ရင်းရင်ဒါကိုယ်ရဲ့ငွေကြီးနဲ့စိုက်ထုတ်ထားတဲ့အားထုတ်ထားတဲ့တခြင်းဒါကိုယ်ကိုယ်ပိုင်တခြင်းလေအဲ့လိုမျိုးတော့ဖြစ်စေခြင်းလေဖြစ်ကြပါလုပ်ကြပါလို့အားပေးခြင်းလေအချိန်လုံးပြန်ဆိုတည်းဆိုတော့တိတ်အဆင်မပြေဘူးလေနော်အဲဒီဂီတနယ်တစ်ခုကို platform တစ်ခုယူမဲ့ လူတွေအသက်ကတော့ပြန်ဆိုတိဆိုတာဒါစုပါဆိုလို့ရတယ်လူတိသွားပြီဆိုရင်တော့အသက်တွေထုတ်လို့ကြောက်ဩဒါမှလည်းနောက်ထပ်အသက်တွေတစ်ချက်တည်းဖြစ်လာမယ်မျူဇီရှန်တွေလည်းသူတို့အတွက်စောင်းဝတ်နေရေးအတွက်နေရာရလာမယ်လူပညာကြီးတွေရလာမှာပေါ့နော်ဒီပြန်ဆိုတိတွေပြည့်လို့လို့ဘာထူးလို့ဘာမထူးလေအိုးပြန်ဆိုတိတွေကငကိုတွေကသူတို့ကတက်ပြီးတော့ဒါနမကြီးဖြစ်ခဲ့တဲ့ဟာကိုသူတို့ဘယ်လို့ ကြုံလေကြုံဘူးတိတ်မလို့လေဟုတ်တယ်မလားအခုတချင်းနဲ့ကိုဆိုရင်တော့ကိုကြော်တာပေါ့ပုံပြီးတော့ကြော်တာပေါ့နော်လူကြိုက်သွားပြီဆိုရင်ကိုကောင်းတာပေါ့အဲ့လိုဖြစ်စေခြင်းတဲ့သဘောပဲ